Miss International ပြိုင်ပွဲကနှစ်တိုင်းမှာသူတို့အရန်ကိုတည်ငြိမ်အေးချမ်းနေတဲ့နေရာမှာမှဒီနှစ်မှာ exclusive ပို့ပြီးတော့အထူးဖြစ်အောင်လုပ်လိုက်သေးတယ်လို့မြင်ရတယ်။ဘာလဲဆိုတော့အလှမယ်တွေရဲ့ activity တွေ National Costume ပြိုင်ပွဲကိုလည်းဒီ YouTube မှာ member ဝင်ထားမှာပဲကြည်ရတော့တယ်ပေါ့နော်ဒီကြားထဲမှာပဲ beauties for sdg ဆိုတဲ့လူမှုလုပ်ငန်းရှင်ပြိုင်မှုရှိခဲ့သေးတယ်အဲ့ဒီလူမှုလုပ်ငန်းရှင်ပြိုင်မှုမှာမြန်မာအလှမယ်အနေနဲ့ဘာတွေကိုတင်ဆက်ထားလဲဆိုတာကိုဒီဗီဒီယိုလေးမှာအကြံပြပြပြသွားမယ်သူရဲ့လူမှုလုပ်ငန်းကကြတော့ voyage for kindness ပေါ့နော်ဒီကျင်နာမှုရဲ့ဘေးစချင်းလို့ဘာသာပြန်ရမယ်ပေါ့ဆိုတော့သူကနံပါတ်1 empowering children and young adults အာဒီလူငယ်တွေကိုပေါ့နော်လူငယ်တွေရဲ့အတန်ကိုဘယ်လိုမျိုးဖောက်ထုတ်ရမလဲဆိုတာကိုသူကူညီပေးတယ်။နံပါတ်1ကကြတော့ supporting mental and emotional well-being ပေါ့နော်လူငယ်တွေရဲ့ဒီစိတ်ကျန်းမာရေးဆိုင်ရာကိုသူ့မအနေနဲ့ safe space တစ်ခု creating ဖန်တီးပေးတယ်ဆိုပြီးတော့သူပြောတယ်။နံပါတ်3ကကြတော့ education ပေါ့မြန်မာနိုင်ငံမှာပညာရေးအတွက်အခက်အခဲဖြစ်နေတဲ့လူငယ်တွေအများကြီးရှိတယ်။ ပညာရေးဆိုတာဟာအဲ့လိုမျိုးလူငယ်တွေအတွက်ပေါ့နော်ဘဝတက်လန့်အတွက်အသုံးပြုရမယ့်ဒီလမ်းကြောင်းတစ်ခုဖြစ်တဲ့ဆိုတဲ့ဟာကိုသူပြပြသွားတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ဒီလိုမျိုးလှုပ်ဆောင်ရတယ်ဆိုတာကလည်းသူမရဲ့အရင်တုန်းကပေါ့နော် her own difficult past အရင်တုန်းကအတိတ်မှာတော့ကသူမကြုံတွေ့ခဲ့ရတဲ့အရာတွေပေါ့မှာအခြေခံပြီးတော့အခုလိုမျိုးတခြားသူတွေကိုကူညီနေတာဖြစ်တယ်ဆိုပြီးတော့သူမဒီလိုမျိုးတင်ဆက်သွားတွေ့ရတယ်